Harrison Ford ဆိုတာကတော့ကပားကျော်ယူရှင်မင်းသားတယောက်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါ။သူ့ကိုလူတိများတာကတော့အားလုံးနဲ့တက်ကြတဲ့အထင်ကရသူရဲ့ကောင်းဆက်ကောင်းလေးနဲ့ပါ။ဒါပေမဲ့ကျဲတပွင့်ချလာဘူး။သူ့ခီးလန်းကထင်တယ်လို့မလွယ်ခဲ့ပါဘူး။ငင်းပယ်မှုတွေအခက်ခဲတွေနဲ့ပြည့်နေခဲ့တယ်။တကယ်တော့အသက်30ရွယ်မှသူကနမဲချီဖို့နေနေတာသာလက်သမားတယောက်ပဲရှိပါသေးတယ်။သူကအရန်ရှက်တတော့အဲ့ဒါကိုချွန်လွားဖို့ဒရာမာတင်နန်းတက်ရင်တယုတ်ဆောင်ပညာကိုစိတ်ဝင်စားသွားခဲ့တာပါ။ ဒါပေမဲ့နောက်စနေလုံလုံလုံသူ့အိမ်မက်ကြီးကအကြီးကြီးစံတက်ခံခဲ့ရပါတယ်။ဆန်နတိတိသူ့ရက်ထဲတာကအရေးမပါတဲ့ဇန်ရည်နေရတဲ့ကြီးပါပဲ။နောက်ဆုံးတော့သူဒီမခံနိုင်တော့အရာအလုံးကိုပြောင်းလဲသွားစေမယ့်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။သူကဇေယျနေရာတွေလက်မခံတော့ပဲမိသားစုစာဝတ်နေရဲ့အတွက်လက်သမားပညာကို ကိုယ်တိုင်သင်ယူလိုက်တယ်။လက်သမားအလုကဝင်ငွေလဲမန်နဲ့ပြီးတော့တရုတ်ဆောင်အလုတွေကိုစိတ်ကျရွေးချယ်ခွင့်ပါရလာတယ်။ကြီးမန်းချက်ကိုတော့မစွန်လွတ်ဘူး။ ဒါပေမဲ့အခွင့်အရေးကောင်းတစ်ခုတက်ဆွနေတဲ့အင်အားရှိသွားပြီးဒီနေရာမှာပဲဇာလန်ကရုပ်ရှင်ဆန်ဆန်ပြောင်းလဲသွားတော့တာပဲသူက Star Wars လူရွေးပွဲလုပ်ခဲ့ညမှာလက်သမားဖြစ်အလုပ်ရခဲ့တယ်ဟုတ်ပြီဒီစတာပဲ Director George Lucas ကတခြားသရုပ်ဆောင်တွေကိုအကူအညီဖို့သူ့ကိုဇညွန်းဖတ်ခိုင်းခဲ့တာတသက်ပါဒါပေမဲ့သူ့ရဲ့သရုပ်ဆောင်ပုံနဲ့ဟာတော့ညံက Director ကိုတော်တော်လေးသဘောကျသွားစေခဲ့တယ်ဆိုတော့စာဝင်နေရွေးလုပ်ခဲ့တဲ့အလုပ်ကပဲသူ့ဘဝရဲ့အကြီးမားဆုံးအခွင့်အရေးဖြစ်လာခဲ့တာပေါ့ ဟောလိဝုဒ်အတွက်တကားတွေလုပ်ပြီးရင်ကနီးကို့အုံမီမှုတကားကိုမတိလိုက်ပဲဖွင့်မိပါခဲ့တာပါ။ကဲဒီတော့သူ့ရဲ့မယုံနိုင်စရာဇလန်းကနီးဘာသင်ခန်းစာယူနိုင်မလဲ။တခါလေမှာလမ်းမှန်ဆိုတာဖြောင်းဖြောင်းတန်းတန်းကြီးမဟုတ်ဘူး။လမ်းကြောင်းလွဲလိုက်တာကမှအိမက်စီအငြင်းဆုံးရောက်နိုင်တာ။ဒီတော့ကို့ရဲ့လမ်းကြောင်းကိုယုံကြည်မှုရှိပါဘယ်လိုဖွင့်လင်းလာမလဲဆိုတာစောင့်ကြည့်လိုက်ပါ။